်မြမပြည်အလဲပိုင်းအရာဝတီမြစ်ကန္နာမအနောက်ဘက်ခလန်းလန်းမကွေးတိုင်းမင်းမှုမြို့နယ်ဤနယ်နမိတ်တွင်တဘာဝအလှများနှင့်တည်ဆုံသောတောင်တန်းကြီးတစ်ခုတရှိ၏ထိုတောင်တန်း၏မြစ်ကမ်းပါဖက်ချံကြောက်ဆောင်ပေါ်တွင်မြက်စွာဖရာဤဘဲဘက်ခြေတော်ရာကင်းဝဲရာအောက်ဆက်တော်တောင်ထိပ်ပေါ်တွင်ညာဘက်ခြေတော်ရာကင်းဝဲရာအထက်ဆက်တော်ဟူ၍ရှိကြသောစေတီတော်တစုတရှိနေသည်ရင်းစေတီတီပင်လျင်ရွှေဆက်တော်ဖရာဟုနာမည်ကျော်ကြားခဲ့သည့်လွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကမြက်စွာဖရာသည့်တစ္ဆာလေးပါ တရားကိုဟောကြားတော်မူပြီးနောက်မရှိမတေတာမှဒူဝနာဘူမိတိုင်းယခုမြန်မာနိုင်ငံသို့ကြွချီတော်မူလာခဲ့သည့်ထိုအချိန်ကစင်ဆက်ပတဟုသောဘီလူးမင်းဒီမဲဇာတောင်နန်း၏ထိုနေရာတွင်ပြင်းဤနောက်လိုက်များနှင့်အတူနေထိုင်လျက်ရှိသည့်စင်ဆက်ပတသည့်လူအများအပေါ်အကျဉ်ဖက်လိရှိပြီးအငဲလိုလိုဒုက္ခပေးနေခဲ့သည့်ဖျားရှင်သည့်စင်ဆက်ပတတို့အားတရားတော်များဖြင့်ဆုံးမရန်ကြွရောက်လာခဲ့သည့်ဖျားရှင်ဤတခိုးတော်ကြောင့် အလင်းရောင်များထွက်ပေါ်လာရာစင်စပတ်တပိလူမင်းသည်အလွန်တရာကြောက်ရွံ့တုန်လှုပ်သွားလေသည့်ဖျားရှင်ကမြစ်ကြတရားနှင့်ပြည့်သောအတန်ဖြစ်ချစ်သားစင်စပတ်တာတင်သည်တတော်ဝများကိုညှဉ်းပန်းနှိပ်စက်ခြင်းမှရက်တန့်၍တရားလမ်းသို့လိုက်နာတင်ပြီးဟုမိတော်မူသည်